สวัสดีครับ อารมณ์ไปมิงลาบาเซียดินี่นอกแท้เป็นงานสาอาคันนับคนนี้ชายกรมาปัตตานีโกทับปิดอเต็งจ้าไปมาเพียบไปเลยฉันเนี่ยดูไล่เจ้าเนาะปรมาสงกาสรุสัจจ์ฟ้าออกเจเอเนาะสรุที่มาช้างสุรากางาเอาไปเนาะสัจจ์ช้างสุรากาสรุเล่าเด อาหารจะสรุปยุโรปขยายตัวออบเจกต์เอฮอบินะฉันฉันอาหารเอจะมากูไดทำไมจะมากูไดทำไมชัดเดฮอบินะนั่นคือการอาศัยชัดเดเลยเดียวเุยเนาะนั่นคือการสรุปผู้จะโน้ s u b แ e c t เรียนติอยู่เดขับรถขับสระเมาเนี่ยรถสระกาเมาเนี่ยเอ พอเหรียญขับรถเอจนกูไรกาเมาเตเนเนราวงาดุสร้างสวาจีเช่าเด็กฟังวัดไซออเจวัดไซกูเอราวสันวัดไซเองาดุวัดไซกูจีเช่าเด็กพวกเขาตุดูอาลงกาเลยโซนสวาจุบยีเน่ computer computer go a what car son computer a to do go dine computer จินเด้แหละพ่ออภิกาแหละตักสวาเผ็ดเด่ญัดเด่ผ่องสปิงโกเอพ่อตักผ่องเออภิกูไรสปิงญัดเด่เด็กๆคลีดิกาแหละ อะสุรากะชารุวาหบเนาะอับน้ำยีโชเดกหบเนาะเอเด็กเด็กอับน้ำเอคาเลกูได้ยีโชเดลุง อุเลกาเด็ลาม ซีโจเด็กรถกาบุเอ ลุงร้านรถเอ อุเลกูได้ กาเยีซีเด็โขงชารุเต็ง เรียนสาสรุติงอยู่เดภาษาไทยไทยสากู เอ็นไหมครับ คนเรียนภาษาไทยเอ็นไหมครับเต็งกูได้ไทยสาลีลาภูลาเด็เนาะสารุปสานี่เป็นเชียงตะคำฉันทำอาหารเอ จะมากูได้ทำเองชัดเดผมเรียนขับรถเอ จะนอกูได้กาเมาเด เราสร้างวอไซเอ งานูุกูได้วอไซที่เศราเดปวดขาวซนคอมพิวเตอร์เอดูดูกูได้คอมพิวเตอร์เตียนเดพ่อตับผงเออเิคูได้สเปินญาเดเด็กเด็กอับนางเอคาเลกูได้เยซูเดลุงลามรถเอ อุเลกูได้กาเยซีเด คนเรียนภาษาไทยไหมครับเต็งโกได้ไทยสาลีลาลาเด้ဟုတ်ပြီဇာတို့ဒီလိုလေးတွေပေါ့เนาะဒီလိုလေးတွေဇာတို့ဝါကြယူယူရှိရှိနဲ့ဟိုကိုကိုတိုင်းနားလဲလွယ်လောက်တဲ့စလုံးတွေပါတယ်အာဒီမျိုးဇာတို့ရိုးချင်တဲ့စာကြောင်းလေးတွေကိုကိုကိုတိုင်းတိဆောက်တတ်အောင်စူးစမ်းပါအလို့ကြီးတက်အောင်စူးစမ်းပါအဲ့ဒါဆိုရင်ဒါတို့ထိုင်းစကားပြောကိုအချိန်တိုအတွင်းမှ တက်မြောက်နိုင်မှာဖြစ်ပါတယ်။အစိဆရာတို့ကျွန်တော်တို့တွေထိုင်းစကားကိုပြောတတ်ခြင်းနဲ့မပြောတတ်ဘူးဆိုရင်အဓိကကျွန်တော်တို့ဘာသာရပ်တစ်ခုခုကိုထိုင်းဘယ်ဘာသာပဲဖြစ်ဖြစ်စကားပြောမကျွမ်းကျင်ဘူးဆိုတာအဓိကအားနဲ့ချက်ကဘာလဲဆိုတော့ pocket စကားလုံးပဲစကားလုံးမရလို့စကားပြောအားနေတာဖြစ်ပါတယ်။အကယ်၍စကားလုံးရတယ်ဆိုရင်ဂျွန်းထိုးမောက်ခုံပြောလို့ရပါတယ်။ အဓိကစကားလုံးပါနော်ကိုကိုတိုင်ကလည်းမပြေးပါနဲ့နော်ထိုင်းစကားပြောတတ်ချင်တယ်ထိုင်းစကားပြောတတ်ချင်တယ်ကိုကိုတိုင်ကလည်းဘာမှတင်တင်ယူလေးလာခြင်းမရှိဘူးဆရာတို့စကားလုံးတွေလည်းကြက်ချင်းမရှိဘူးပြီးလို့ရှိရင်စာနှန်းတိဆောက်ပုံတွေကိုလည်းမသိဘူးဆိုရင်ဘယ်တော့မှတက်လာမှာမဟုတ်ပါဘူးသူများပြောတဲ့လောက်ပဲသိတယ်ဆိုရင်သူများပြောတဲ့လောက်ပဲကိုကနားလည်မှာဖြစ်ပါတယ်နော်ကိုကိုတိုင်ကအများကြီးပြောတတ်ချင်တယ်ဆိုရင်နော်ကိုကိုတိုင်ကလေ့လာရမှာဖြစ်ပါတယ်နံပါတ်1ဆရာတို့ထိုင်းစကားပြောကြွတ်ကျင်ဖို့အတွက်စကားလုံး ိုအလိုရဖို့လိုအပ်တယ်။နံပါတ်2ကဆရာတို့ဝါကြတိစောက်တက်ဖို့လိုအပ်ပါတယ်။နံပါတ်3ဆရာတို့ read out များများလုပ်ပေးရမှာဖြစ်ပါတယ်။နံပါတ်4ကဆရာတို့စာပိုက်တွေကိုတနေ့ကိုအဲတပုတ်နှစ်ပုတ်ပုံမှန်ဖတ်ပြရမှာဖြစ်ပါတယ်။တချင်းနားထောင်များများနားထောင်ပေးပါ။ဘာမှမဆိုလို့ဆိုကျွန်တော်တို့တွေကဘာသာကြားလူမျိုးတယောက်ဖြစ်တဲ့အတွက်ဟုတ်နော်။မိခင်ဘာသာစကားမဟုတ်တဲ့အတွက်အတန်မပြီးဘူး။တချင်းနားထောင်လို့ရှိရင်အတန်ပို့ပြီးတော့ပြီးပြပါတယ်။အားလုံး အားရှိနေမလို့ကြည်ပါတယ်ခဖုန်ခါဆရာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေနောက်ထပ်ဗီဒီယိုလေးတွေကိုလည်းတင်ကြပေးသွားမှာဖြစ်တဲ့အတွက် like and follow